ပကိုးတိုင်းဒေသကြီးကြောက်တကားမြို့နယ်ဘဲနွယ်ကုန်းမြို့အနောက်ဖက်9မိုင်ခန့်အကွာကျူးပင်ရိုးချေရွာရံပြေအေးကျောင်းတိုင်းရှိပြည်လုံးချမ်းသာစေတီတော်ကြီးကိုမတ်လ23ရက်သပောင်းလာပြေနေကပရိတ်ချီမြင်ယေစုဆရာတော်ဒေါက်တာဖတ်ထန်ထအာသိဆောင်ဝန်ထဆရာတော်ကြီးကိုထိုင်ပရိတ်ချီမြင်နဲ့ထီတော်တင်လူပူဇော်ပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ် အဆိုပါစေတီတော်ကြီးတည်ရှိတဲ့အကြောင်းဟာပရိတ်ချီမြင်ယေရှုဆရာတော်ဒေါက်တာဗတ်တန်ထအားထိတ်ဆောင်ဝန်ထားရဲ့မူလအကြောင်းတရားဖြစ်ပြီးစေတီတော်ကြီးကိုလွန်ခဲ့တဲ့45နှစ်ကတည်ထားတော်မူခဲ့ကညံတော်အမြင့်မှာအတောင်ပေါင်း60အထိရှိတယ်လို့သိရပါတယ်ကြည်လုံးချမ်းသာစေတီတော်ကြီးရွှေထီတော်တင်လှူတာနဲ့ပတ်သက်လို့ပရိတ်ချီမြင်ယေရှုဆရာတော်အရှင်အာထိန်ဆောင်ဝန်ထားကရန်ကုန်မီဒီယာခရုကို အခုလိုမိတ်ချပါတယ်။ 啊，这个不够大，你地大机多，照这个还没有呢，我 <noise> 呢，这个我们有那方面可能多。啊，这个也，本来他们都呢，这个地方，这唐朝，这地方就是地大面积嘛，一百二十二个大地，一两千呐，四两米几了嘛，一平方的。啊，那不像在往那边的，那那西南应该十七米几的啊，啊，那面对人家的地，地量地量是多，一千平，两万多平方的，再往下面马路去，那来。 ဒီလိုမျိုးလာရောက်နိုင်မှာကြောင်းဖိတ်မှတ်လက်ထားပြပါတယ်အားလုံးကျမ်းမှလိုချင်နေပါစေအဆိုပါစေတီတော်ဟာဆရာတော်ဘုရားကြီးရဲ့ပရိတ်အချီးမြင့်နဲ့ထီတော်တင်လူခဲ့တဲ့စေတီတော်2500ကျော်ထဲကတဆူဝပါဝင်ဖြစ်တဲ့အကြောင်းကို အခုလိုဆက်လက်မိတ်ကြားပါထင်စေတီတော်ကြီးပါပါဝင်ဆိုရင်တော့မနေ့ဖ ያ တပေါင်းလာပြီးနေတယ်မှာရှင်တော့2500ဆူမြောက်စေတီပါတို့ပြီးတော့နော်ပြီးတော့တင် ရပြီးတော့ရှင်တော့မော်လန်တို့မော်လန်နဲ့အထီးတော်တွေရှိတယ်အများကြီးပြောနေနေရှိပါသေးတယ်တနေ့ကတော့အစောင်း40ကျော်လောက်တင်နေတယ်အလုံးလုံးချင်းတွေမှများခုနှစ်တောင်းမှကျမ်းမှလို့ချမ်းသာပါစေလို့ဆိုတော့မေတ္တာထားပြီးအများနဲ့လည်းပို့ပါပါအလုံးချမ်းမှချမ်းသာပါစေ ပြည်တော်ချမ်းသာစေတီတော်ရွှေသီတော်တင်လှပူဇော်ပွဲမှာရွှေသက်စိတ်စုရရုပ်သိပညာရှင်တွေရဲ့မြမရိုးရရုပ်သိတပင်းရွှေသက်စိတ်စုရချင်းလုံးပညာရှင်ရဲ့ချင်းလုံးအကားတွေအပြင်အစူရောနဲ့တရုတ်ဆောင်ဆိုင်းလုံးဦးဆောင်တဲ့အမှုပညာရှင်တွေကတီဆိုကပြခဲ့ကြပါတယ်။ အစိုးပါအကြောက်တရာမျိုးနယ်ဘဲသွယ်ကုန်းမျိုးရဲ့အနောက်ဖက်၅မိုင်ခန့်အကွာမှာရှိတဲ့ရံပြေအေးတော်ရာကျောင်းမှာဇေတီတော်အစုပေါင်းတထောင်ကျော်ကိုလည်းပြန်လည်ပြုပြင်ဖို့လိုအပ်နေတယ်လို့သိရပါတယ်။ ထာအပြင်ရန်ကုန်မန္တလေးအမြန်လန်68မိုင်နှကားညီနောင်ကြောင်းထိုင်မှာနှကားညီနောင်စုတောင်းပြေစေတီမဟာတပ်ပေါင်းစုစေတီတော်အပါအဝင် စေတီတော်ပေါင်းတထောင်ကျော်တည်ထားနေကလက်ရှိမှာ400ကျော်ပြည်စည်းနေပြီဖြစ်တာကြောင့်ရင်းစေတီတော်ထွေကိုလည်းတည်ထားလှူဒန်းလိုသူတွေအနေနဲ့လည်းပေါင်းဝေလှူဒန်းနိုင်တယ်လို့သိရပါတယ်ရှင်။